မြန်မာရွှေကဒီနေ့မှလည်းသိန်း80နဲ့ပေါင်ဈေးရှိနေပါသေးတယ်မြန်မာငွေဈေးတွေကကျပါတယ်အလုံးမင်းမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြေဆုံးနိုင်ကြပါစေ21ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အတိုင်းစံတော့ဂျီမနက်ပိုင်း10မိနစ်30ရှိနေပါပြီမြန်မာရွှေက15ပဲရေတကြတာကို85သိန်းနဲ့မှ316ပဲရေတကြတာကို55ရောင်းတဲ့ဈေးကသိန်း80 ဆိုင်ကလက်ခံနေဈေးက96သိန်း2000နဲ့ပေါင်ဈေးရှိနေပါသေးတယ်။လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းငယ်ငယ်กว่าချာမှုလည်းရှိနိုင်ပါတယ်။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4550ဆိုင်ကလက်ခံတဲ့ဈေးက4450ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ9250စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3560ဆိုင်ကလက်ခံတဲ့ဈေးက3460တရုတ်ငွေတရွံကိုမြန်မာကျပ်ငွေ634ကျပ် ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2935ကျပ်၊ထိုင်းမန်နဲ့မြန်မာကျပ်ငွေစည်းနှုန်းတွေကဘက်ပေးကျပ်ယူသမားတွေကဘက်ငွေ935ဘက်ကိုမြန်မာကျပ်ငွေတသိန်း၊ကျပ်ပေးဘက်ယူသမားတွေကကျပ်တသိန်းကိုဘက်ငွေ920၊ဂျပန်ငွေ3295.46ကိုမြန်မာကျပ်ငွေတသိန်း၊မလေးငွေ95.69ကိုမြန်မာကျပ်ငွေတသိန်း ကိုရီးယားငွေ3969.23ကိုမြန်မာကျပ်ငွေတသိန်း၊ငွေ1901.86ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော်မယ်၊ငွေလဲလဲလုပ်တော်မယ်ဆိုရင်ဝန်ဆောင်ငါပေးတဲ့သူရှိကိုအရင်ဖုံးဆက်ပြီးမှငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြီးရှင်နိုင်ကြပါစေ။